ီခြေဝါမှာယောက်ျားတွေမရှိခဲ့တာနှစ်ထောင်ချီပြီးကြာမြင့်ခဲ့ပါပြီခြေဝါရဲ့လူဦးရေကိုတိုးပွားစေဖို့နှစ်စဉ်နှစ်တိုင်းလှပသည့်အပြိုဖော်ဝင်မင်းကလေး6ယောက်ကိုရွေးချယ်ကြတယ်ဒီမင်းကလေးတွေဟာတမ္မာတဲ့ယောက်ျားတွေရှာဖွေပြီးကိုဝင်ဆောင်ကခြေဝါစီပြင်လာကြကဒီရိုးရာကိုဆက်လက်ထိမ့်သိမ့်ကြတယ်တကယ်လို့မင်းကလေးတယောက်ဟာအောက်တိုဘာလမှာတမီးမွေးဖွားခဲ့ရင်ဒီကလေးကနောက်မင်းသမီးဖြစ်လာပြီးချမ်းသာကြွယ်ဝတဲ့ဘဝကိုရရှိမယ်ဒါမင်းနဲ့ယောက်ျားကလေးမွေးဖွားခဲ့ရင်ခြေဝါကနင်းထွက်ခံရမှာသာမကား ကေကျုံအဖြစ်နေထိုင်ခိုင်းစေခံရမယ်ဒီနေ့မှာပြိုဖော်ဝဲမင်္ဂလီဆောင်ကန်ရောက်ကျွေးချယ်ရေးပြန်ခွဲမှာပါဝင်ကြကြတယ်စံသက်မှုတွေကြော်ဖဲရတာမလွယ်ကူခဲ့ဘူးပထမစံသက်မှုပဲစီတွေကင်ပြီးပြေးရတယ်ပဲစီကြောက်ရင်ချက်ချင်းပယ်ဖြတ်ခံရမယ်ဒုတိယစံသက်မှုလျှရတက်ရင်ပဲစီတွေဆက်ကင်ထားရမယ်မင်္ဂလီညာစွာရှုံးနေခဲ့ပြီးတတိယစံသက်မှုဖြစ်တဲ့ပဲစီတွေနဲ့ကြိုးခုန်ရတဲ့အဆင့်ဟာလဲရိုးရှင်းပေမဲ့ကိုဟာရပင်ပန်းမှုကြောင့်ခက်ခဲပါတယ်မင်္ဂလီ15ရောက်မှာ ခုနှစ်ယောက်သားကြံရှိခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ခန္ဓာကိုယ်စစ်ဆေးမှုခံယူရပြီးခြေထောက်မှာအနာတစ်ခုခုရှိရင်လည်းပယ်ဖြတ်ခံရမှာဖြစ်ပါတယ်။